ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ့်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ကောင်းအောင်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ေပိုင်းဆာမှာတော့အယိုးပြူမိษาမဟာအိယာကနေနိုးလာခဲ့ပြီးတော့ခေါင်းဖီးနေနဲ့မြေခွေးမိษาမဟူရာကိုလမ်းခေါ်လိုက်ပါလေမြေခွေးမိษาအမြန်ရောက်လာခဲ့ပြီးတော့နှုတ်ဆက်အခါစားဝင်တဲ့ခါမှာအယိုးပြူမိษาမကထန်ဆန်းကိုတော့ရောက်မြောက်မေးမြန်းတဲ့ခါမှာတော့မဟူရာမြေခွေးကရောက်မလာသေးတောင်ဖြေးချခဲ့ပြီးတော့စောင့်ကြည့်ကင်းချထားသူတွေကထန်ဆန်းရောက်လာပါကသတိပေးကြမှာဖြစ်ကြောင်းကိုပြောပြခဲ့ပါလေအယိုးပြူမိษาသူ့အတွက်တောက်စရာသွေးပေးဖို့မဟူရာမြေခွေးကိုတောင်းတဲ့ခါ မဦးရမေခွေးကဒီနီးနားမှာနေကြသူတွေကပြည်သူကပြည်သေးသူကသေဖြစ်ကုန်ကြတာကြောင့်အာဟာရအတွက်တောက်စရာသွေးဟာရှားပါးနေဖြစ်တဲ့ကြောင်းတင်ပြနေခဲ့ပါတယ်။အခုအချိန်ဒီမှာဒရိစံတကောင်ရဲ့သွေးကိုတောက်ဖို့တောင်မှခက်ခဲနေဖြစ်ကြောင်းပြောတဲ့ခါမှာတော့အယိုးယူမိစာမကများဆောင်ထိုးလိုက်ပါတော့တယ်။နောက်တစ်ခဲမှာတော့တားဖ၃ယောက်ဟာအမေနဲ့သမီးကရှိကဆွဲပြီးတော့အဖေကထွန်သွွားကိုဖိကရာထွန်လေးကြပြီးတော့အဖေနဲ့မယားလုံးမဲ့အသက်ကြီးနေကြပြီဖြစ်ပါတယ်။ အဲဒီချိန်မှာပဲပင်ပန်းလုံးတဲ့အတွက်ဖာကင်ဖြစ်သူကအားနေပြီးတော့လဲကြသွားခဲ့တာကြောင့်တမီးဖြစ်သူကအမေဖြစ်သူကိုအော်ဟစ်အကူအညီတောင်းလိုက်ပါတယ်။နောက်တော့တာမီးနှစ်ယောက်အဖေဖြစ်သူကိုပြေးထူပြီးတော့ဘာဖြစ်တာလဲဘာညာနဲ့မေးမြန်းနေခဲ့ပါတယ်။တာမီးနှစ်ယောက်အဖေဖြစ်သူကိုမိစရာနေရာလေးတစ်ခုရှာပြီးတော့ထိုင်နေစေကတမီးဖြစ်သူကရေနှဲငယ်သွားထိပ်ပြီးတော့အမောပြေးတိုက်လိုက်တော့မှအဖေဖြစ်သူကအနှဲငယ်တက်တာရာသွားခဲ့သလိုဖြစ်သွားခဲ့ပါတယ်။အဲဒီချိန်မှာလေပြင်းမုန်တိုင်းနေကြောက်လာပြီးတော့မိုးသားမဲမဲလေးလိမ့်တက်လာတာကြောင့်တမီးကလန့်ပြီးတော့ အမေနဲ့နှစ်ယောက်သားအားနည်းနေတဲ့အဖေကိုအာကိုတကြီးဖတ်ထားတဲ့အချိန်မှာမိုးသားတိမ်မဲမဲတွေကတားမိသုံးယောက်ကိုဖုံးအုပ်လို့သွားခဲ့ပါတော့တယ်။မိုးသားမဲမဲတွေကင်းစင်သွားတဲ့ခါမှတော့ရေအိုးနဲ့ထမင်းထုတ်တာကြံခဲ့ပြီးတားမိတားဖာသုံးယောက်ဟာပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့တော့တာပါ။အဲ့ဒီမှာပဲဆုံးခုံကခုံဆွားခုံဆွားနဲ့မြောင်းခုံခုံပြီးတော့ဥဆောင်ကသူ့ရဲ့အဖွဲနဲ့သူပဲတောင်ပေါ်လမ်းတိုင်းရှောက်လာခဲ့ပြီးတော့တောင်ကြားလမ်းတစ်ခုအဖြတ်ကြတဲ့ခါမှာတော့ပါကျဲကဘိုက်စာလွန်းလို့လမ်းမရှောင်နိုင်တော့တဲ့အကြောင်းဆုံးခုံကိုပူဇာနေပါတယ် ။ဝူခုံကတော့စောစောကပဲသူရောင်သီးတလုံးစားပြီးတာတော့ခုဘိုက်စာနေပြန်ပြီလားလို့ပြောလိုက်တဲ့အခါသူရောင်သီးတလုံးကပင်နံချားမှကတ်တာမဟုတ်ကြောင်းကိုပြန်ပြောလိုက်ပါတယ်။နောက်တော့ပါကျဲကသူကဘိုက်စာရာလမ်းတော်မရှောင်းနိုင်တော့ကြောင်းငိုပြနေခဲ့ပါတယ်။ဇာဝူချင်းကတော့ရှိကတောင်ချီမှာရွာရှိနိုင်ပြီးတော့အစားတစ်ခုခုရနိုင်တဲ့အကြောင်းပါကျဲကိုပြောလိုက်တဲ့အခါပါကျဲကနားထောင်လို့သာကောင်းပြီးတော့မဖြစ်နိုင်ကြောင်းပဲပြန်ပြောနေခဲ့ပါလေ။အဲဒီအချိန်မှာပဲမိသားစု၃ယောက်လဲထုံခဲ့တဲ့နေရာကိုရောက်သွားတဲ့အခါမှာတော့ ရေအိုးကိုတွေ့ကပြေးတောက်ခဲ့မယ်ရေတစက်မှမရှိတဲ့အိုးဖြစ်နေတာကြောင့်အိုးလွတ်ကြီးဆိုပြီးတော့လွတ်ပြေးလိုက်ပါတော့တယ်တပတ်ကရိုးပြူမိစားရဲ့လိုင်းကူထဲမှာတော့မဟူယာမိစားဖမ်းခေါ်သွားတဲ့သမီးဖြစ်သူကတတိရလာပြီးတော့ရိုးကြောက်တွေကိုတွေ့တဲ့အခါမှာလန့်ဖြန့်သွားပါတော့တယ်နောက်ခေါက်သေးချာပြန်ကြည့်တဲ့အခါမှာတော့ရိုးကြောက်တွေအားလုံးကအသားပြည့်နဲ့မိန်းကလေးတွေဖြစ်နေပြီးသမီးဖြစ်သူကိုစိမ့်စိမ့်ဆိုင်ကြည့်နေကြပါတယ်အလုံးတရာမှထိတ်လန့်ကြောက်ရွံ့နေတဲ့သမီးဖြစ်သူဟာသူမရဲ့တတိမြအသေးတဲ့ မိဘနှစ်ပါးကိုသွားနှိုးနေခဲ့ပြီးတော့အဖေနဲ့မိသတိရလာတဲ့အခါမှာမိသားစု၃ယောက်အထူးထူးထိတ်လန့်နေကြပါတော့တယ်။အယိုးပြုအဖွဲကလည်းသူတို့ရဲ့အနောက်တရွေ့ရွေ့နဲ့ကပ်လာနေကြပြီးတမိနဲ့အမေကတော့အဖေဖြစ်သူကိုတင်းတင်းဖတ်ထားလိုက်ကြပါတယ်။အမေဖြစ်သူကအယိုးပြုခေါင်းဆောင်ကိုတောင်းပန်နေခဲ့ပေမဲ့အယိုးပြုခေါင်းဆောင်ကလွန်မပေးခဲ့ပဲအမေဖြစ်သူကိုသတိလက်ထားလိုက်ကတမိဖြစ်သူကိုညှို့ပြီးတော့သူ့ရဲ့အနာကိုဆွဲခေါ်လိုက်ပါတယ်။အဖေဖြစ်သူကဝင်ရောက် တားဆီးတဲ့အခါမှာတော့အဖေဖြစ်သူကိုလည်းအဝေးကိုပြစ်ထုတ်လိုက်ပါတော့တယ်။ တမီးပြေသူဟာညို့ခံရတာကြောင့်မျက်လုံးသေးပြူးကြောင်ကြောင်နဲ့အယိုးပြူမိဆာပြူးသည်များနုရမယ်အခြေအနေဖြစ်သွားရပါတော့တယ်။နောက်တော့အယိုးပြူမိဆာမကလက်သေးတွေကိုထုတ်ကာတမီးပြေသူရဲ့သွေးတွေကိုတချိုင်းမမတ်ဆုပ်ယူစားသုံးလိုက်ပါတော့တယ်။အယိုးပြူမိဆာမသုံးအောင်စလုံးကိုတချိုင်းမမတ်စားတောက်ခဲပြီးတော့တာယာနေတဲ့အချိန်မှာသူမရဲ့တပည့်အယိုးပြူတယောက်ဟာအပြေးလွှားရောက်လာခဲ့ပြီးတော့ထူးဆန်းလိုက်တာတခေမကြီးထူးဆန်းလိုက်တာလို့အော်ဟစ်ကဂူတဲကိုပြေးဝင်လာခဲ့ပါတယ်။အနောက်ရောက်တော့မှထန်ဆန်းကိုတော့ရောက်ရှိလာပြီးဖြစ်ကြောင်းကိုပြောပြနေခဲ့တာပါ။ အဲတော့မှအယုပ်ပြုမိစားမဒန်ဆန်းအသွေးသားကိုစားသုံးပြီးပါကသူမသာဝရအသက်ရှင်နေထိုင်သွားနိုင်တော့မှဖြစ်ကြောင်းရေရွတ်ကစိန်ရီတစ်ခွက်ကုန်ပေါ်ချလိုက်ပါလိမ့်နောက်တစ်ပေတယောက်ကတော့ဒန်ဆန်းနေသူတပည့်သုံးကောင်မှပါလာခဲ့ကြပြီးတယောက်ကတော့နတ်ပြူဖြတ်စည်းခဲ့တဲ့ဇုံးဥခုံးဖြစ်ပြီးတော့နောက်တယောက်ကတော့နတ်စစ်သူကြီးပါကျဲနဲ့စားဥချင်းတို့ပါပါလာခဲ့တာကြောင့်အယုပ်ပြုမိစားမရည်ရွယ်ချက်အလွယ်တကူမအောင်မြင်နိုင်တဲ့အတွက်တတိထားနေဖို့တတိပေးခဲ့လိုက်ပါလိမ့်အဲတော့မှခေါင်းဆောင်အယုပ်ပြုကအားလုံးလိုက်မလာကြဘူးနဲ့ ူတစ်ချက်သွားပြီးတော့ကြည့်လိုက်အောင်ပဲဆိုကပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ဒန်ဆန်းကိုရောင်နဲ့အဖွဲကလည်းအဲ့ညောင်ရောက်လာခဲ့ကြပြီးတော့ပါကျဲကဒီခီးရှိရဘရောမှာပြီးမှလဲလို့ပြောကဒီဝေကျွေးရနေတို့ချင်းနေဖြစ်ကြောင်းကိုညှိတွားနေပါတယ်။ဇကန်းချရဲ့နေရာကိုရောက်တဲ့အခါမှာတော့ပါကျဲကသူ့ရဲ့ထွန်ကြီးကြီးကိုပြစ်ချမြင်းကိုလည်းလွတ်ပြစ်ဘိုက်ကိုပုတ်ပြကသူ့ရန်ကိုဘိုက်စာနေဖြစ်ကြောင်းထန်ဆန်းကိုတော်ကိုပြောပြနေပါလေ။ဆရာတော်ကသူလည်းပဲဘိုက်စာနေဖြစ်ကြောင်းပြောကရိတ်ခါတဲလာတဲ့ဝူကျင်းကိုလှမ်းကြည့်လိုက်တကဝူကျင်းကဘာတခွမှမဟာပဲ စံအိတ်အလွတ်ကိုသာထုတ်ပြလိုက်ပါတယ်ဒါတောင်မဲဆရာတော်ကဝူခုံးကိုခေါ်ပြီးတော့စားစရာနည်းနည်းရှာပေးဖို့တာဝန်ပေးလိုက်ပါတယ်တကိုးရှင်မြောက်ပြင်းဆုံးဝူခုံးကဒီနေရာလွင်ဒီခေါင်ပြင်တစားပင်လိုဖြစ်နေပြီးတော့လူသူလေးပါလည်းမရှိတာကြောင့်စားစာရှာပွေးဖို့ခက်ခဲတဲ့အတွက်သူဘလို့ရှာပေးလို့ရမှာလဲဆိုပြီးတော့ဝမ်းနဲ့နေရှာပါတယ်အဲအချိန်မှာပဲပါကျဲကဂျုံးတကာထိုးလိုက်ရင်တော့ရှာဖို့ရနေတာဆိုပြီးတော့ဆုံးဝူခုံးနာကတ်လာတဲ့ခါဝူခုံးကပါကျဲကိုခေါ်ပြီးတော့ဒီတော့ဒီတောင်ဒီမြေဒီရေထဲမှာမိစားရိရှိနိုင်ပြီးတော့သူဝေးကြီးသွားနေတဲ့ခါမှာ ဆရာတော်ကိုမိစ္ဆာရီလာဖမ်းမှာဆိုရင်သာဖြစ်ကြောင်းကိုပြောပြနေခဲ့ပါလိမ့်။ဒါတောင်ပါကျဲကနေကင်းကြောင်တော့ပင်မိစ္ဆာအပြင်ထွက်မှာလဲဆိုပြီးဇုံကုံကအစာမရှာချင်တာကြောင့်ဆရာတော်ကိုညာနေတာဖြစ်ကြောင်းဆရာတော်ကိုတွားပြီးတော့တိုင်ပြောလိုက်ပါလိမ့်။ပါကျဲကပဲဆက်ပြီးတော့သူစောစောကပဲရေအိုးနဲ့ပစ္စည်းတွေတွေးခဲ့ပြီးတော့ဒီလူသုံးကုံတွေကဒီနားမှာလူတွေမရှိဘဲရောက်မလာနိုင်တဲ့အကြောင်းကိုဆရာတော်ကိုစောရကတက်ပြောလိုက်တာပါ။ဒါနဲ့ပဲဆရာတော်ကဝူခုံးကိုရိတ်ခါရှာဖို့ထပ်မှန်ပြီးတော့တိုက်တွန်းကြည့်လိုက်ပါလိမ့်။အဲဒါကြောင့်ဝူခုံးလည်းမနေနိုင်တော့ပဲ။ ကောင်းကင်ဘုံပြန်တက်သွားပြီးတော့ဟိုရှားတရှာလုံနေကိန်းနဲ့တောင်ဘက်ကတောင်ပေါ်မှာအနီအဆက်တွေကိုတွေ့ရတာကြောင့်အသီးမဲတွေဖြစ်မဲ့ထင်တာကြောင့်သွားပြီးတော့ခူးဖို့ခွင်တောင်းနေပါလေအဲဒီချိန်မှာပဲကောင်းကင်တဝိုင်းမြူတွေဆိုင်လာတာကြောင့်မိဆာမန်တန်းတီးလိုက်တဲ့ဇုံခုံကဆရာတို့ကိုကာကွယ်လိုက်ပါလေခဏနေတော့မြူတွေကင်းစင်ပြီးတော့ရာသီဥတုကပြန်လှည့်ပြီးတော့ตาလာတာကြောင့်ပါကျဲဟာမိဆာဆိုရာကိုလိုက်ရှာရင်းနဲ့ဝူချင်းကိုလည်းမေးနေလိုက်ပါသေးတယ်ဇုံခုံကတော့ခဏဖြတ်သွားတဲ့မိဆာဖြစ်မဲ့ထင်တဲ့ကြောင့်ပြောတဲ့အခါ ။ဘာတရားမိစားမှာခဏမိစားနဲ့အမဲမိစားလို့ခွဲထားသေးတာလားဆိုပြီးတော့လောင်နေခဲ့ပေမဲ့။ဝူချင်းကတော့စုံကုံအစာသွားရှာတဲ့ခါဆရာတော်ပို့ပြီးတော့ဂယူဆိုင်ကြဖို့ဘာကျဲကိုပြောနေခဲ့ပါလိမ့်။ဆရာတော်ကမိစားမဟုတ်ရင်အေးဆေးပဲမလို့ဝူခုံးကိုဒိုးလိုက်တော့ဆိုပြီးတော့လွှတ်လိုက်ပါလိမ့်။မတတ်တာတဲ့ဆုံးမဝူခုံးဟာဆရာတော်ကိုသူပြန်မလာမချင်းဒီစည်းဝိုင်းတွေကဒီမှာထွက်ဖို့ပြောပြီးတော့သူရဲ့တန်တုံးနဲ့စီးသားကမဲသီလာလိုထားထားရစ်ခဲ့ပါလိမ့်။ဘာကျဲကတော့သူတို့ကိုစိတ်မချပဲစီးသားခဲ့တဲ့ဆုံးဝူခုံးကိုလောင်ကြီးနေခဲ့သေးတာပါ။ ဟဲရီချိန်မှာပဲရိုးပြူမိစာမကသမီးဖြစ်သူရာတော်သူမိန်းကလေးရဲ့ခန္ဓာကိုယ်ထဲကိုပူးကပ်ဟန်ဆောင်ပြီးတော့ရောက်လာခဲ့ပါတော့တယ်။ရိုးပြူမိစာမဆရာတော်ကိုတွေ့တဲ့အခါအရန်ကိုစားခြင်းနေရာတောင်းတေးကြနေခဲ့ပြီမိတ်။အရိုးပြူတို့အိမ်နေရွှေပေးလို့မရဆိုတဲ့အစဉ်လာရဆန္ဒကိုတိတ်ခါနဲ့ထိန်းချုပ်ထားလိုက်ပါလိမ့်။အဲဒီချိန်မှာဆရာတော်တို့၃ယောက်ဟာခီးပန်းလာခဲ့တာကြောင့်မောမောနဲ့အိပ်ပျော်နေခဲ့ကြပါလိမ့်။ဇုံခုံစည်းတားခဲ့တာကိုမသိတဲ့ရိုးပြူမဆရာတော်ကိုဆွဲဖို့တော့အနာကိုတိုးလာခဲ့ပြီးဇီးနောင်ရောက်တဲ့အခါမှာတော့မိသားတောက်ကမိစာမလွင့်ထွက်သွားခဲ့ပါလိမ့်။ အဲဒီမှာအိပျော်နဲ့ကိုတော်နဲ့သုံးပါလဲနိုးလာခဲ့ပြီးတော့ရိုးရိုးမကပါကျဲကိုမိစားမိစားလို့អော်နေခဲ့တာပါဇာတော်ကတော့သူတို့ပဲရာကြီးတံပေမဲ့သဘောကောင်းမနှောကောင်းထားတဲ့ဝက်ရိုးတယောက်သာဖြစ်ចောင်းပြောပြလိုက်တော့မှဇာတော်အခုလိုဘူးမျောကွင်းရတာဝမ်းမြဝမ်းသာပီတိတွေဖျားပါចောင်းကိုပြန်ပြောလိုက်ပါတယ်အဲတော့မှဇာတော်ကမနှောတွေ့သဘောခွေသွားသလိုရိုးရိုးမကအောက်ကိုပြုတ်ကျသွားတဲ့ပေါက်စီတွေကိုကုန်းကောက်လိုက်ပါတယ်ဘာကျဲကရိုးရိုးမရဲ့ပေါက်စီတွေကိုတွေ့သွားတာကြောင့်အကြိုက်တွေ့သွားခဲ့ပြီးတော့ စီပင်ုံထွက်ကရိုးပြူမရဲ့ပေါက်စီကိုတောင်းစားဖို့ကြိုးစားနေတာကြောင့်ဝူချင်းကလမ်းပြီးတော့တားလိုက်ရပါတယ်။ဘာကျဲကရိုးပြူမရဲ့တကယ်ပေါက်စီအစ်စ်ကိုကြည့်ကစားချင်နေတဲ့ထွက်သေးတယ်များများနဲ့ဟမ်မဆောင်နိုင်တော့ပဲဆရာတော်ကိုခွင်တောင်းလို့ကြည့်နေခဲ့ပါတယ်။ဝူချင်းကတော့အကိုကြီးဆုံးကဒီညမှာအိမ်တွေမရှိကြောင်းပြောခဲ့ပေမယ့်ဒီမျိုးမိရဘဲကလည်းဆိုပြီးတော့သတိပေးနေခဲ့ပေမယ့်လည်းအရန်ကိုအစားခံခြင်းလိုပုံစံဖြစ်နေခဲ့တဲ့ဆရာတော်ကယုံကြည်မနေခဲ့ပါဘူး။အဲ့ဒါနဲ့ပဲဆရာတော်ကရိုးပြူမကိုတော်ကြီးမြတ်မဲတဲ့မှာ ေါင်းစီတွေကင်ပြီးတော့ဘာကြောင့်တယောက်တည်းရှောက်သွားနေရတာလဲမေးကြည့်တဲ့အခါမှာတော့အယိုးမိမာကသူမရဲ့အင်ကတောင်းချီမှာဖြစ်တာကြောင့်အနေငယ်ဝေးလို့သာမတွေ့ရတာဖြစ်ကြောင်းကိုပြန်ပြောပြလိုက်ပါတယ်။အမှအယိုးမိမာကပဲဆက်ပြီးတော့သူမရဲ့အဖေနဲ့အမေဟာလည်းအသက်တွေကြီးနေဖြစ်တဲ့အတွက်မလုံနိုင်မကန်နိုင်တဲ့အင်အားတွေကြီးနေနေတာကြောင့်သူမတယောက်တည်းပေါင်းစီတွေတဲပြီးတော့ရှောက်သွားရုန်းကန်နေရတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒီပေါင်းစီတွေကလည်းသူမရဲ့ခင်မုန်းတဲ့စားဖို့ပေါင်းစီတွေဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဒါမှလည်းဆရာတော်စာနေရဆိုလို့ရှိရင်သူမရဲ့ခင်မုန်းတို့ ရည်ရွယ်ထားတဲ့ပေါက်စီတွေကိုစားလို့ရတဲ့အကြောင်းပြောပြတဲ့အခါဆရာတော်ကအယိုးပြူမရဲ့ခင်မုန်းကသူစားမဲ့ပေါက်စီတွေကိုဆရာတော်တို့ဝိုင်းပြီးတော့စားလိုက်ကြရင်စိတ်ကွက်နေပါမယ်လို့ပြန်ပြောလိုက်ပါတယ်။ယိုးပြူမကလည်းသူမရဲ့ခင်မုန်းတွေဟာစိတ်သောတာပြေးဝလှပြီးတော့လမ်းတွေဖောက်တရားတွေဆောက်ကြွေးမွေးလူတန်းဖို့မှလည်းဝါသနာပါလိသူဖြစ်တဲ့အတွက်ဒါမျိုးကိစ္စမှာကြည်ပြူမဖြစ်ကြောင်းကိုလှုပ်ကြံစားခင်းကပြောလိုက်ပါတယ်။ပါချေကတော့ယိုးပြူမရဲ့ပေါက်စီတွေကိုကြည့်ပြီးတော့အိမ်ဒီများဖြစ်နေကဆရာတော်ကိုစွဲထားမယ်လို့ဆိုပြီးတော့မျက်ရည်ပြနေခဲ့ပါတယ်။ ဒါမဲ့ဆရာတော်ကတော့သူတို့ပဲအရင်ဆုံးခုံးဟာလဲတေသေးသေးဦးသေးဖူးတွေကိုသွားရှာနေဖြစ်ကြောင်းရုပ်ပြမအောင်ပြန်ပြီးတော့ပြောပြလိုက်တာပါအဲ့ချိန်မှာပဲဝူခုံးကမတ်မုံသီးတွေကိုခူးပြီးတော့ပြန်လာနေပြီပဲဖြစ်ပါတယ်ဒါမဲ့ဆရာတော်ကိုရန်စားခြင်းနဲ့ရုပ်ပြမတကယ်လို့ပေါင်းစည်းတွေကိုမစားချင်ဘူးဆိုရင်သူမရဲ့တောင်ချေအိမ်ကိုလိုက်ခဲ့ဖို့နဲ့သူမရဲ့မိဘတွေကဘုန်းကြီးတွေကိုအရန်ကိုပဲကြီညိုပြီးတော့ဖူးတွေ့ခြင်းလွန်တာကြောင့်အပူဇော်ခံကြွားဖို့ကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်တကယ်လို့ဆရာတော်သာလိုက်ခဲ့မယ်ဆိုရင်သူမရဲ့အဖေနဲ့အမေက တတ်တတ်လို့ဟင်းလျာများနဲ့စက်ကလူတန်းမှာဖြစ်တဲ့အကြောင်းဖိတ်ခေါ်လိုက်ပါလိမ့်ဆရာတော်သာလိုက်ပါမလာခဲ့ပါကတွေးကြုံဆောင်ခဲ့ရရနဲ့ဆရာတော်ကမပင်းခဲ့ရကောင်းလားဆိုပြီးတော့သူမကိုအပြစ်တင်ကြမှာဖြစ်တဲ့အကြောင်းပြီးတော့သူမကိုဒီလိုခွဲခြားဆက်ဆံမှုမတင်ကြောင်းငုံမလို့ကြီးမလို့ကြီးမလို့ငုံမလို့နဲ့တောင်းဆိုနေခဲ့ပါလိမ့်ဘာကျဲရောပြာရခန့်အောင်လိုက်ချင်နေခဲ့ပြီးတော့ဆရာတော်ကိုလိုက်သွားကြဖို့တိုက်တွန်းနေပေမဲ့ဟူချင်းကတော့ဇုံခုံကိုစောင့်မှသာတင်တော်မှာဖြစ်ကြောင်းပြောပြသတိပေးနေခဲ့ပါလိမ့်ဒီကမှာတော့ဘာကျဲကဒေါသထွက်သွားပြီးတော့ ။ဟူကျင်းကိုဆုံးကုံလာဖို့အကြာကြီးဆောင်မှာဖြစ်ကြောင်းနဲ့အကိုကြီးဆုံးကုံသာဆောင်နေဆရာတော်ဦးကျုံသွားနိုင်ကြောင်းဒေါသထွက်အတန်းနဲ့လှမ်းပြီးတော့ပြောလိုက်ပါလေ။ဘာကျဲကဟူကျင်းကိုတော်လိုက်တော့လို့ပြောလိုက်ပြီးတော့တွန်းဖယ်ကဆရာတော်ရိုးပြီးမှနောက်ကိုလိုက်သွားကြဖို့တိုက်တွန်းနေပြန်တာပါ။ဒီလိုနဲ့ဘာကျဲအသေးအံတိုက်တွန်းမှုကြောင့်ဆရာတော်ကလည်းလက်ခံလိုက်ပြီးတော့ရိုးပြူမာနောက်ကိုလိုက်ခဲ့ဖို့ထားထွက်ပြီးတော့စီးကြော်ကာနီးမှာရိုးပြူမာကလည်းဆရာတော်ကိုဆွဲဖို့ပြင်ဆင်လိုက်ချိန်မှာပဲဝူခုံးကပြန်လာကတန်တုံးနဲ့ကာကွယ်လိုက်တာကြောင့်ရိုးပြူမာကထွက်ပြေးသွားခဲ့ပါတော့တယ် နောက်တော့ဝူခုံးကလိုက်လံတိုက်ခိုက်နေတဲ့အကြောင်းရိုးပြီးမှဝင်းအောင်ပူးကတ်ထားတယ်။ရာတော်သူဟာတောင်အောက်ကိုပြုတ်ကျသွားခဲ့ပြီးတော့ရိုးပြီးဝင်းညင်အားလည်းထွက်ခွာသွားခဲ့တာပါ။ဘာကျဲတို့ရောက်လာတဲ့ခါမှာတော့တေဆုံးနေတဲ့ရာတော်သူရဲ့အလောင်းကိုသာတွေ့လိုက်ရပြီ။ဘာကျဲကဆရာတော်ကိုလမ်းအော်ခေါ်ကဝူခုံးဒီမှာလူတက်လိုက်ပြန်ပြီဆိုပြီးတော့တိုင်နေခဲ့ပြန်ပါတယ်။ဆရာတော်ရောက်လာတဲ့ခါမှာတော့ဘာကျဲကမိန်းကလေးကိုသွားဆန့်ကြည့်ပြီးတော့အသက်မရှိတော့ကြောင်းပြောပြတော့ဆရာတော်ကဆုံးဝူခုံးကိုအော်ခေါ်ပြီးတော့အပြည့်မရှိတဲ့လူတယောက်ကိုတက်လိုက်ပြန်ပြီလားဆိုပြီးတော့ပြစ်တင်နေခဲ့ပြန်တာပါ။ ။ဝူခုံကတော့သူကမိစ္ဆာကိုတတ်လိုက်တာသာဖြစ်ကြောင်းကိုပြန်ပြောပြနေခဲ့ပါတယ်။ဇုံခုံကမိစ္ဆာရီယာဒီလိုပဲလူတွေအမြင်ကိုလဲစားပြီးတော့ထင်အောင်ထင်မှားဖြစ်စေကြောင်းနဲ့သူသားချိန်မီရောက်မလာဘူးဆိုရင်မိစ္ဆာဆရာတော်ကိုဆွဲစားသွားတော့မှာဖြစ်ကြောင်းပြောပြပေမယ့်ဆရာတော်ကတော့ထုံးစံတိုင်းပဲယုံကြည်နေခြင်းမရှိခဲ့ပါဘူး။စာအုပ်ချင်းကလည်းဇုံခုံကဆရာတော်ရဲ့တပည့်ရင်းဖြစ်တာကြောင့်လိန်ပြောမှာမဟုတ်ကြောင်းသူ့ကိုကြီးဘက်ကနေဝင်ရောက်ဖြောင်းပြပေးနေခဲ့ပါတယ်။ဘာကျဲကတော့သူ့အသူမိစ္ဆာဖြစ်ဖြစ်ဘာဖြစ်ဖြစ်အစားအသောက်ကအဓိကဆိုပြီးတော့ပေါ့စီချင်းကိုကောက်ကင်က ပေါင်စီတလုံးကိုကောက်ယူပြီးကင်လိုက်တော့ပေါင်စီကကြောက်တုံးဖြစ်နေတာကြောင့်ဝတ်သွားနဲ့ကိုက်မရပဲဖြစ်နေခဲ့ပါလေ။စာအုပ်ချင်းကရောက်လာပြီးတော့ကြောက်တုံးညို့ကိုက်စားနဲ့ပါကျဲကိုလောင်ယီလိုက်ပါတော့တယ်။ဝူခွန်ကပေါင်စီချင်းနဲ့ကပြောင်းလဲနေတဲ့ဖားတွေကြောက်တုံးတွေကိုပြလိုက်တော့မှဆရာတော်ကယုံကြည်သွားခဲ့ပါတော့တယ်။ပါကျဲကတော့ဆုံးဝူခွန်ကသူ့ရဲ့လူသားမှုကိုဖုံးပြီးဖို့အတွက်ပေါင်စီကိုကြောက်တုံးတွေဖားတွေဖြစ်သူ့အစွမ်းနဲ့ပြောင်းလဲခဲ့တာဖြစ်ကြောင်းဆရာတော်ကိုတိုင်ပြောသွေးထိုးနေခဲ့ပြန်ပါတယ်။ တကယ်လို့လူသားတရားခံဖြစ်ပါကဂါရာရုပ်အပြစ်ပေးမှာကြောက်နေရကြောင်းလိန်လေပြောဆိုခဲ့ခြင်းဖြစ်ကြောင်းကိုလည်းထပ်ပြီးတော့ပြောနေပြန်တာကြောင့်စာအုပ်ချင်းကပါကျဲအားစုံခုံကုန်အထင်းမှားနေတာဖြစ်ကြောင်းကိုဝင်ပြီးတော့ဖြောင်းပြလိုက်ပါတယ်။အဲဒါမှပါကျဲကနားလေသွားကရှက်ရီရီပြီးတော့မတ်မွန်သီးပဲစားတော့မယ်ဆိုပြီးတော့စုံခုံခူးလာတဲ့မတ်မွန်သီးတွေကိုယူကာစားနေပါတော့တယ်။ဇာတော်ကတော့ဘုန်းကြီးတွေရတရဝါတွေကိုညာတာတနာမှာဖြစ်ပြီးတော့တရဝါတွေရဲ့အသက်ကိုတေးအောင်မပြုတ်လို့ရကြောင်းတပြက်စီလဲရင်တော့မှအကောင်ပလောင်တွေကင်းအောင် မနေမြောင်ကိူးစားတာဖြစ်ကြောင်းစိုးဝင်ခုံးကိုပြောပြနားချနေပါတယ်။ဆရာတော်ကပဲဆက်ပြီးတော့ဘုံကြီးဆိုတာလူတွေကိုလမ်းမှန်ရောက်အောင်ဒုက္ခမရအောင်မြဲကူညီဆုံးမသွန်သင်နေရမှာဖြစ်ကြောင်းပြောလိုက်ပြီးတော့ဒီလိုပဲဘုံကြီးကလူသားချင်းကိုလည်းအာမပေးကြောင်းနဲ့အခုလိုလူတယောက်ကိုရက်ဆက်စွာထတ်မှန်တတ်ခဲ့တဲ့စိုးဝင်ခုံးကိုသူ့ရဲ့တပည့်အဖြစ်နဲ့လက်မခံနိုင်တော့တာကြောင့်ထွက်သွားဖို့ဆိုပြီးတော့နေထုတ်လိုက်ပါတော့တယ်။အဲတော့စိုးဝင်ခုံးကသူ့ကိုထွက်သွားစေချင်သူ့ရဲ့ခေါင်းကတတ်ထုကွင်းကိုချုပ်ပေးဖို့တောင်းဆိုလိုက်တာပါ။အိုက်ခါဆရာတော်ကကွာရင်ဖောစာက သူ့ကိုဂါရာသာတင်ပေးခဲ့ပြီးတော့တတ်ထုတွင်ချွတ်တဲ့နေ့တော့တင်မပေးခဲ့ကြအောင်ပြောပြလိုက်ပါတယ်။ဇုံခုံကသူဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကလေးကဗန်မာလာတောင်ရေကုန်လိုင်းကူမှာတကိုးချင်းဖြစ်နေနေခဲ့ပြီးတော့ခုချိန်ပြန်တဲ့အခါသင်ကန်းဝဝတဲ့ခေါင်းမှာတတ်ထုတွင်ပြောင်ပြောင်နဲ့မှုပြန်အမှာရှက်မိတဲ့အကြောင်းဇာတော်ကိုပြောပြလိုက်ပါတယ်။ဒါကြောင့်ရွှေကောင်းစိုးပြောင်ပြောင်ကိုတော့ချုပ်ပေးဖို့နဲ့တကယ်လို့ချုပ်မပေးနိုင်ဘူးဆိုရင်နောက်ဘက်ခီးဆုံးဒီကိုပို့ဆောင်ပေးခွင့်ပြုတင်ကြအောင်ဇာတော်ကိုပြောလိုက်ပါတယ်။ဒီလိုမှဇာတော်ကအခုချိန်ထပ်ပြီးတော့ခွင်းလွှတ်လိုက်မှာဖြစ်ပြီး ောက်တစ်ခါလူတွေကိုမထိခိုက်စေဖို့ဂရီတောင်းခဲ့လိုက်ပါတယ်။အိုင်ရောမှာဆုံးခုံကဂျေဇူးတင်ကြောင်းပြောလိုက်ပြီးတော့သူခုလာတဲ့မမုံသီးတွေကိုစီးဖော်ကိုကြွေးလိုက်ပါတော့တယ်။အဲ့ဒီမှာပဲကောင်းငရာမျိုးတွေဆိုင်လာတာကြောင့်ဗာချင်းနဲ့ဝူချင်းတို့ဆရာတို့ကိုစောင့်ရှောက်ဖို့မှားလိုက်ပြီးဆုံးခုံကမိစာနောက်ကိုလိုက်ခဲ့ပါတော့တယ်။အဲ့ဒီမှာပဲမိစာမကလဲတော့သူအမေကြီးရဲ့ခန္ဓာကိုယူကာသူသမီးလဲသူမလေးကိုလိုက်ရှာနေရနဲ့ရှောက်လန်းလာနေခဲ့ပါတယ်။သမီးလေးဘယ်မှာလဲဆိုပြီးတော့လိုက်ရှာနေတဲ့အဖွားကြီးရဲ့အတန်းကိုကြားတာကြောင့် ။ပါကျဲကသူသွားကြည့်လိုက်ဦးမယ်ဆိုပြီးတော့ပြောကထွက်သွားခဲ့ပါလိမ့်။အားလုံးထဲမှာသတိရှိဆုံးဖြစ်တဲ့စာအုပ်ချင်းကတော့ဒီလိုတော်ကြီးမြတ်မဲတစားပြင်လွင်တီးခေါင်ကြီးမှာအဘွားကြီးတယောက်တည်းဘယ်ကဘလို့ရောက်လာပြီးတော့ဘာလာလုတာလဲဆိုတာစဉ်းစားဖို့ပါကျဲကိုသတိပေးလိုက်ပါလိမ့်။အဲဒီမှာပဲလေတော်သူမေကြီးကနေလေသာချင်းအောင်နဲ့မျိုးသမီးငယ်တူကိုတွေ့မိသေးလားဆိုပြီးတော့ဆရာတော်ကိုလာပြီးတော့မေးနေခဲ့ပါလိမ့်။ဆရာတော်ကလည်းအင်းအေးအားနဲ့ဖြစ်နေတဲ့အချိန်မှာမတွေ့မိပါအောင်ပါကျဲကဝင်ရောက်ပြီးတော့ဖြေလိုက်ပါလိမ့် အဲဒီချိန်မှာပဲတောင်ကမှုတစ်ခုအောင်မှာလဲကြနေလေတော်သူမလေးရဲ့အသက်မဲ့ခန္ဓာကိုယ်ကိုတွေးလိုက်ရပါတော့တယ်။အဲတော့မှလေတော်သူမကြီးကသူသမီးလေးရဲ့အလောင်းကိုဖတ်ပြီးတော့ငိုနေခဲ့တော့တာပါ။အဖွားအင်းအားကိုသွားပြီးတော့နှစ်သိမ့်ပေးဖို့ပြင်ဆင်နေတဲ့ဆရာတော်ကိုစာအုပ်ချင်းကအနာကိုမကတ်ဖို့နဲ့သတိရှိဖို့တောက်လျှောက်သတိပေးနေခဲ့ပါတယ်။အဖွားကြီးကသူသမီးလေးဘယ်လိုသိဆုံးရတာလဲဆိုပြီးတော့ဆရာတော်ကိုငိုကြီးချက်မှနဲ့မေးနေခဲ့တာပါ။အဲတော့မှဆရာတော်ကလည်းမနေနိုင်မထိုင်နိုင်သူ့ရဲ့တပည့်အရင်တယောက်ကြောင့်ဖြစ်ကြောင်းပြောဆိုတောင်းပန်နေတာကြောင့် လေတော်သူမာကြီးကဘလို့ဖုန်းကြီးလဲပါလဲနဲ့ကိုတပဲကိုတော်ကိုဟာကိုလိမ်မအောင်မဆုံးမနိုင်ပါပဲနဲ့ဖုန်းကြီးဝင်နေသေးတာလားဒါသူသမီးလေးကိုတတ်လိုက်တာပဲဆိုပြီးတော့ပြောကလေဘင်းကိုညှစ်ဖို့လာနေချိန်ပါပဲဝူခုံးကအချိန်မီပြန်အောင်လာပြီးတော့မိတ်စာလို့ပြောလိုက်ကနဖူးကိုတန်တုံးနဲ့ကျုံထက်လိုက်ပါတယ်အယိုးပြူမအဖွားကြီးရဲ့အလောင်းကနေခွာသွားပြန်ပြီးထွက်သွားခဲ့တာကြောင့်မိတ်စာရဲ့ဝင်းကျင်ကိုမြင်နေရတဲ့ဝူခုံးကအယိုးပြူမနောက်ကိုဆက်ပြီးတော့လိုက်သွားခဲ့ပါတယ်ဆရာတော်တို့သုံးအောင်ကတော့လေတော်သူဖွားကြီးလဲကြသွားတာကိုသာမြင်ကြပြီး အယိုးပြူဝင်းကျင်ထွားသွားတာတော့မမြင်လိုက်ကြပဲရှိနေခဲ့တာကြောင့်ဆရာတော်ကသူပြောလို့မှမဆုံးသေးခင်နောက်တစ်ယောက်ထပ်ပြီးတော့ရိုက်တက်လိုက်ပြန်တဲ့ဆုံးဟုခုံးကိုတပေဆိုးတပေဆိုးလို့အော်ဟစ်ကစူပူပြီးတော့ကြံနေခဲ့ပါတယ်ဒီလိုနဲ့ယိုးပြူမိစားမကောင်းကင်ဘုံတက်ပြီးသွားတာကြောင့်ဆုံးခုံးကလည်းနောက်ကနေလိုက်ပြီးတော့တောင်းဆောင်ရိုက်ပါတယ်အယိုးပြူမိစားမလက်ကြီးတွေရှည်ထွားလာပြီးတော့ဆုံးခုံးရောင်ကြီးတွေနဲ့ပြစ်ခတ်နေတော့ဆုံးခုံးလည်းအသေးအံရှောင်တိတ်နေရပါတယ်နောက်တော့ယိုးပြူမိစားမသူ့ရဲ့အယိုးကူတဲ့ဒီပြန်လဲဝင်ရောက်လာခဲ့တာကြောင့် မဟူရမြေကိုရနောက်ကလိုက်ပြီးတော့အချင်းတွေကိုမေးမြန်းနေခဲ့ပါတယ်။အဲတော့မှအယုပ်ပြုမိစာမကဇုံခုံကနာမည်ကြီးမယ်ဆိုတော့ကြီးလောက်တယ်လို့ချီးကျူးလိုက်ပြီးတော်တော်လေးကိုတကိုးထွားတဲ့အမွှေးထူကောင်မြောက်ပဲလို့ပြောနေခဲ့ပါတယ်။အယုပ်ပြုမိစာမကထန်ဆန်းကိုတော်မဖမ်းမိသေး၍သူကလက်မလျှော့နိုင်သေးကြောင်းအန်ကျိတ်ပြီးတော့ပြောဆိုနေခဲ့တာပါ။မဟူရမြေကိုကဘုံကြီးထန်ဆန်းကခီးဆက်တော်မှာဖြစ်ပြီးတော့ဒီတောင်ကြော်သွားခင်သူတို့ရဲ့ဖိုင်နက်ကနေလွတ်မြောက်တော့မှာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။ဒီကယုပ်ပြုမိစာထန်ဆန်းကိုတော်ကို တခြားသူလက်တော့ပါမခံနိုင်ပါဘူးဆိုပြီးတော့ဘေးမှာကင်ထားတဲ့ချတောင်ဖို့ကိုဒေါသနဲ့ဖဲ့ချလိုက်ပါတော့တယ်။ယိုးပြီးမိစားမှာသူ့ရဲ့ကြောင်စိမ်းပြူစပွဲမှာထိုင်နေတဲ့စင်ရီတောက်ကညံဒီညံနဲ့ညံပလက်ညံအစုံကိုထုတ်နေပါတော့တယ်။နောက်တော့ဆရာတော်ထန်ဆန်းဗုဒ္ဓအဆုံးအမကိုလိုက်နာသူဖြစ်တာကြောင့်သူ့ရဲ့အကြိုက်နည်းတွေနဲ့ဖြားယောင်းသွေးဆောင်ပါကဖမ်းမှုလွယ်ကူပေမဲ့ဆုံးခုံးကတော့ဖြားယောင်းလို့မရနိုင်တဲ့အကြောင်းမဟူရကိုပြောပြနေပါတယ်။နောက်တော့ယိုးပြူမှာဟာဖျားစာအတုတစ်ခုကိုဖမ်းဆီးပြီးတော့အကြံရရသွားတယ်။မူယာနဲ့ပြုံးလိုက်ပါတော့တယ်။ ဲချိန်မှာပဲဝူခုံးတို့ဆရာတစ်ပည့်၄ယောက်ဟာရေချောင်းတစ်ခုကိုဖြတ်နေတော့မှာဆရာတော်ကလဲကြမလို့ဖြစ်တာကြောင့်ဆိုးဝူခုံးကဖမ်းထိန်လိုက်ပြီးကိတ္တခဏထိုင်နာနေခဲ့ပါတယ်ဝူခုံးကဆရာတော်မှာသာတကိုးရှိခဲ့မိစ္ဆာတွေပူးနေသူတွေကိုမြင်နိုင်မှာဖြစ်ကြောင်းသူ့ကိုစိတ်ကောက်နေတဲ့ဆရာတော်ကိုပြောပြနေခဲ့ပါတယ်ဆရာတော်ကသူတို့ကိုသာမြင်နိုင်စွမ်းရှိရင်ခုဖြစ်တွေအတွက်သူ့ကိုအပြစ်တင်မှာမဟုတ်ကြောင်းပြောတဲ့အခါဆရာတော်ကသူ့ရဲ့ကံကြမ္မာအကောင်းငင်ပုံရဲ့အလိုတော်တိုင်းဖြစ်တာကြောင့်သူ့ကိုဖမ်းဆီးဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့အတွက်ရောင်လွှဲထွက်ပြေးစရာလည်းမလိုတဲ့အကြောင်း သူတို့ဆိတ်ပူစရာလည်းမလိုအကြောင်းပြောပြီးတော့ဇုံဝခုံကိုထွက်သွားဖို့ပဲပြောနေခဲ့ပါတယ်။အိုက်ခါဝူကုန်းကဆရာတော်ကထွက်သွားဆိုရင်ထွက်သွားမှာဖြစ်ပေမဲ့သူမှမဖြေရှင်းရသေးတဲ့ပြဿနာကြီးတစ်ခုရှိသေးတယ်ဆိုပြီးတော့ပြောနေတဲ့ချိန်မှာပါကျဲကဇုံဝခုံမှာဆရာတော်နဲ့အတူတူလောက်ရမယ့်အလုပ်တွေရှိနေခဲ့ပြီးတော့အဲ့အလုပ်တွေမှာပြီးမချင်းထွက်သွားလို့မရသေးကြောင်းကိုပြောပြနေခဲ့ပါတယ်။ဇာဝချင်းကလည်းဇုံဝခုံဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာကိုနားလေကြောင်းပြောနေသလိုဝူကုန်းကလည်းဆရာတော်အစောတလင်ခွင့်မလို့သေးလဲရသေးကြောင်းကိုပြောပြနေပါတယ်။ ဇာတော်ဆုံးခုံအရန်ချစ်အရန်ကျင်နာအရန်ဂယူဆိုင်ခဲ့တာတွေမသိဘူးလားလို့မေးတဲ့အခါဝူခုံကသူဟာကောင်းငင်ဘုံကိုဖြတ်စည်းပြီးတော့ဓာတ်ကြီးငါးပါးတောင်မှာပိတ်မိနေတော့ကွာရင်ဖွားစာကလည်းသူ့ကိုမလုံသိနေတာတွေပြောပြခဲ့ကြောင်းဒီလိုပဲဇာတော်ကလည်းသူ့ကိုတောင်းအောင်မှာပိတ်မိနေရကနေလှုပ်ပေးခဲ့တာကြောင့်အနောက်ဘက်ကိုသွားမဲ့ခီးလန်းမှာသူသာဆောင်းရှောက်ခွင့်မရခဲ့ဘူးဆိုရင်သူ့ကိုသာအပြစ်တင်ကြမှာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်ဒါပြင်အခြားသောသူတွေကလည်းသူ့ကိုအပြစ်တင်ကြမှာဖြစ်ကြောင်းပြောပြရင်စာအုပ်ကျင်းကိုဖက်ကငိုကြွေးနေပါတယ် ။ဇာအုပ်ချင်းကလည်းကိုရင်ဘွားဆိုင်အမိန်ဖြစ်တာကြောင့်ဇုံခုံနှင်မထုတ်တင်ကြောင်ဆရာတော်ကိုပြောနေခဲ့တယ်လို့။ဘာကျဲကလည်းကိုကြီးဇုံကိုခေါ်ထားပေးဖို့ပြောနေတာကြောင့်ဆရာတော်ကလက်ခံခွင့်လို့ပေးလိုက်ရပြန်ပါတော့တယ်။ဆရာတော်ကတကယ်လို့နောက်တစ်ကြိမ်လူသက်ခဲ့မယ်ဆိုရင်တော့ရွှေကောင်းစို့ပူဂါရာကိုအကြိမ်20ရွက်ကပြေပေးမှာဖြစ်ကြောင်းအပေးယူလုပ်ခဲ့ပါတော့တယ်။ပါကြီးကတော့အခါ30တာရွတ်ပစ်လိုက်ဆိုပြီးတော့ပျော်ရွှင်သွားနဲ့စနောက်လိုက်ပါတော့တယ်။အဲနောက်တော့ဇုံခုံကရှေးပြီးကင်းနောက်ဘော်ဒီကတ်စတိုင်နဲ့ ရေကနေဦးဆောင်က၄ယောက်သားမြင်းကိုဆွဲပြီးတော့နောက်ဘက်ကိုခီးဆက်ခဲ့ကြပါလေ။အဲဒီချိန်မှာအယိုးပြူမိစာလေရောသားအဖိုးကြီးရဲ့ခန္ဓာကိုယ်ထပ်ပြီးတော့ပူးကပ်ယူသုံးပြီးတော့ဒဲချောင်းတလုံးကိုဖန်ဆင်းကဖုံကြီးသွင်းနဲ့လန်ခုလက်တောင်ချီကနေဆောင်းဆိုင်လို့နေပါလေ။ဆရာတော်ကအဲ့ဒဲချောင်းရှိကိုရောက်တဲ့အခါဗုဒ္ဓရဲ့အဆုံးအမကိုခံယူနေတဲ့သူတဦးဖြစ်ကြောင်းရေရွတ်ကအမြန်လျှောက်သွားခဲ့ပါလေ။ဘာကျဲကလည်းဆရာတော်ကိုအထင်ကြီးမစိုးဘူးနဲ့သူတို့ကိုလှည့်စားနေမှာစိုးချောင်းသတိပေးလိုက်ပါလေ။ ဆရာတော်ကလည်းပါကျဲကိုစကားပြောဆင်ခြင်ဖို့တတိပြန်ပေးနေတော့ပါကျဲကဝူခုံးကအဖိုးရဲ့မိသားစုနှစ်ယောက်ကိုတတ်ထားတာကြောင့်အဖိုးကကျင်းတဲ့နေမှာမဟုတ်ကြောင်းကိုပြောပြနေသလိုဝူခုံးကလည်းသူသွားလေးလာလိုက်ဦးမယ်ဆိုပြီးတော့ထွက်သွားခဲ့ပါလိမ့်ဝူခုံးကလေးလာစူးစမ်းတဲ့ခါမှာသမီးဖြစ်သူရောအမေဖြစ်သူရဲ့ခန္ဓာကိုယ်တွေကိုယူသုံးဆွဲထားတဲ့မိစ္ဆာဟာအခုအဖိုးဖြစ်သူရဲ့ခန္ဓာကိုယ်ထဲမှာပါရောက်ရှိနေတာဖြစ်ကြောင်းကိုသိရှိလိုက်ရပါလိမ့်အဖိုးပြေသူကလည်းပွားစီပွားစီလှုပ်လိုက်ပရီးတလုံးချလိုက်လှုပ်နေခဲ့ပြီးတော့တဲချောင်းအပြင်ကိုထွက်လာတဲ့ခါမှာဆုံးဦးခုံးကအနားကိုရောက်လာပြီး ဒီနေ့မှတယောက်တည်းအခြေချတာဘာကြောင့်လဲဆိုပြီးတော့မေးလာနေခဲ့ပါတယ်မိစားဝင်လာတဲ့ဖိုးကသူဟာဘုရားကျောင်းကိုအတူတူသွားကြဖို့သူသမီးနဲ့ဇနီးဖြစ်သူပြန်လာကိုဆောင်ဆိုင်နေကြတာဖြစ်ကြောင်းဝူခုံးကိုပြန်ဖြေလိုက်ပါတယ်ဇုံခုံးကတခြားသူတွေကိုသာလဲစားလို့ရခြင်းရမယ်သူတို့ကလဲစားလို့မရကြောင်းအဖိုးရဲ့နာနာခတ်တိုးတိုးကပြောလိုက်ပါတယ်မိစားအဖိုးကဇုံခုံးဘာပဲပဲဂိမ်းဆိုင်တဲ့ဌာနဲ့ဇာတော်စီပြေးသွားပြီးတော့သူ့ရဲ့သမီးနဲ့ဇနီးကိုလောက်ပြီးတော့ဆောင်ဆိုင်နေတာဖြစ်ကြောင်းနဲ့သူသမီးလေးကသူ့ယောက်ျားစီနေလေစားသွားပူရင်လည်းပြန်လာတာနောက်ကျနေတာကြောင့် အမေဖြစ်သူကလည်းစိတ်ပူပြီးတော့လိုက်သွားခဲ့ရမှာအမေဖြစ်သူလည်းပြန်မလာခဲ့တဲ့တော့သူကဆောင်ဆိုင်နေခဲ့တာဖြစ်ကြောင်းဆရာတော်ကိုရှောက်ထားလိုက်ပါလိမ့်အဲလိုနဲ့အဖိုးဖြစ်သူရဲ့စကားကိုကြားလိုက်တဲ့ပါကျဲကနှရွက်နှစ်ဖက်နောက်ကပ်သွားပြီးတော့ဆရာတော်ကလည်းအိုဒိုအန်တန်ဖြစ်သွားခဲ့ရပါတော့တယ်အဲဒီချိန်မှာပဲဝူခွန်ကရောက်လာပြီးတော့ဟန်ဆောင်မိစာမန်သီလိုတုတ်တင်ခဲ့တာနှစ်ခါရှိပြီဖြစ်ကြောင်းအခုတစ်ချိန်ထပ်ပြီးတော့လဲစားလာတာလားဆိုပြီးတော့ဒုံးနဲ့ရိုက်တော့မယ်အချိန်မှာထန်ဆန်းကိုတော့ကစိုးဝုန်ခုံးလို့អော်ပြီးတော့ဓားလိုက်ပါတော့တယ် အဖိုးကလည်းဆရာတော်ကဲပါဗျာဆိုပြီးတော့ကုညီဟန်ဆောင်တောင်းနေခဲ့တာကြောင့်ဆရာတော်ကတကားကြီးလိုခေါ်လိုက်ကနှစ်သိမ့်လိုက်ချိန်မှာအဖိုးပြေသူဟာသူ့ရဲ့ဇနီးနဲ့သမီးဟာဒီပုံစံနဲ့တည်သွားခဲ့ကြောင်းသိရပါပြီဆိုပြီးတော့ငိုချလိုက်ပါတော့တယ်အဖိုးကငိုပြောရင်းနဲ့ဆရာတော်ရဲ့အနောက်တိုးကပ်လာတဲ့ခါမှာဆုံးခုံးကကြောင်ဝင်တားခဲ့သူပါကျဲနဲ့စားဦးကျင်းတို့ကလည်းတားမြင့်နေပါတယ်တနာဆရာကောင်းတဲ့သူ့ရဲ့အိမ်သားနှစ်ယောက်ကပြန်မလာနိုင်တော့ကြောင်းသူ့ကိုတယောက်တည်းထားခဲ့ပါပြီလို့ပြောပြပြီးတော့ဘာကြောင့်များအပြစ်မဲ့တဲ့လူတွေကိုတတ်နေရတာလဲဆိုပြီးတော့ခြေခွဲပြနေခဲ့ပါတယ် ီလောကကြီးမှာတယောက်တည်းမလို့ရှင်တန်ရမှာလေပါလေနဲ့ပြောပြီးတော့ငိုနေခဲ့တာပါဆရာတော်ဓာရီအားလုံးကသူ့ရဲ့အပြစ်ဖြစ်ကြောင်းနဲ့သူ့ရဲ့တပည့်ကမှားရင်းကတတ်မိသွားခဲ့တာဖြစ်ကြောင်းပြောတဲ့အခါအဖိုးကတတ်တဲ့တပည့်ကဘာလို့လဲဆိုပြီးတော့ပြန်မေးနေပါလိမ့်နောက်တော့အဖိုးကြီးကပဲဆက်ပြီးတော့သူတို့မိသားစုကယူသားကြောင်းနဲ့တတ်တတ်လို့စားကဘာသာတရားတွေကိုင်းဆိုင်ပြီးတော့ဂျင်နာတနာတတ်သူတွေဖြစ်ကြောင်းကိုပြောပြနေခဲ့ပါလိမ့်အခုတော့သူတို့ကိုဖရားရဲ့တပည့်သားတွေကတတ်လိုက်တာလားဆိုပြီးတော့ငိုကြွေးနေခဲ့ပါတော့တယ် ိုင်စီမဝူခုံးကသူ့ရဲ့ဆရာတော်ကိုဘာလို့အပြစ်တင်နေအောင်မေးလိုက်ပြီးတော့ဇုံကုံးကရိုက်တော်နှတ်တော်မှလို့ဖြစ်တာကြောင့်ဖိုးပြေသူကလည်းပတ်ပြေးနေခဲ့ပြီးဘာကျင်းနဲ့စာအုပ်ချင်းကလည်းလိုက်ကဆွဲပြီးတော့တားထားနေရပါလိမ့်ဆရာတော်ကတော့ဇုံကုံးကိုဘာကြောင့်ရဲတင်းရန်ကားနေရလဲဆိုပြီးတော့ဆုံးမတဲ့အခါဝူခုံးကသူဟာဒီမိစ္ဆာမကိုမိမဖမ်းနိုင်မှချင်းဆရာတော်ကအမှန်တရားကိုသိရှိနိုင်မှမဟုတ်တာကြောင့်သူဟာတသက်ပြဖို့ကြိုးစားနေတာဖြစ်ကြောင်းပြောပြနေပါလိမ့်တပတ်ပိတ်ဆရာတော်ကတော့အပြစ်မဲ့တဲ့သူတွေကို တပ်ပြစ်နယ်စွာကသူတော်ကောင်းတို့လမ်းစဉ်မဟုတ်ကြောင်းကိုပြောတဲ့အခါဆုံးခုံးကသူကိုသူယုံမာလို့ပြောတာပဲဆိုပြီးတော့စိတ်ဆိုးဒေါသထွက်သွားခဲ့ပါလေ။အဲဒီအချိန်မှာပဲမိစ္ဆာဖန်ဆင်းထားတဲ့ဘုရားဆာရွက်ကောင်းကင်ဘုံကနေပြုတ်ကျလာတာကြောင့်ပါကျဲကသွားအောင်ဖမ်းယူပြီးတော့ဆရာတော်ကိုပေးဖက်ကြည့်တဲ့အခါမှာအန်ဒီပြီးတဲ့နောက်လိုက်တွေကိုလက်ခံထားရင်ကျန်းစာတွေကိုတဲဆောင်မှာခက်ခဲဖြစ်အနောက်ဆက်ဖြစ်နိုင်ကြောင်းကိုရေးသားထားတဲ့စာဆောင်ဖြစ်နေကြောင်းကိုသိလိုက်ရပါလေ။ဆရာတော်ကလည်းစာဖတ်ပြီးတော့ဗုဒ္ဓရဲ့အလိုတော်ကြဖြစ်ပေးရမှာဖြစ်ကြောင်းလက်အုပ်ကြီးကကောင်းငင်စီကိုဂတိပေးလိုက်ပါတော့တယ် ဒီပြက်ကိုစာဆုံးချောင်းကြီးပြုံးနေတဲ့အယိုးပြိုအဖိုးကိုဇုံကုံကလူယုံမှရိုင်းဆိုင်နေဟိုးစာတိုင်းပိုင်းကအောက်တန်းစားကောင်ဆိုပြီးတော့ဆဲလိုက်ပြီးပြေးရိုက်မယ်လို့တဲ့ခါဆရာတော်ကပွားစီပွားစီနဲ့ရွှေကောင်းစိုးပူကားတာကိုစရွတ်တဲ့ခါမှာတော့ဝူခုံးလည်းမခံမရနိုင်အောင်နာကျင်လူလိမ့်နေခဲ့ရပါတော့တယ်။တောက်ချောင်းကြီးနေတဲ့ဝိဇာဝန်တာပီတိဂွန်းစီတိတို့ဖြစ်နေခဲ့ပါတယ်။ဝူခုံးလဲကြသွားတဲ့ခါမှာအဖိုးပြည့်သူကဟာ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 နဲ့လူစိုးလိုကြီးလိုက်ပြီးတော့ပါကျဲနဲ့ဝူကျင်းတို့ကဂါရာကိုဆက်မြို့ဖို့ဆရာတော်ကိုတောင်းပန်နေခဲ့ပါတယ်။ ဇုံခုံကနာကျင်တဲ့အကြာကသူ့ကိုတတ်ဖို့လာတဲ့မိစာကိုထိမ့်မှာအကွဲသွားတဲ့ဒီရိုက်ချလိုက်တဲ့ခါမှာတော့ရိုးပြူမကထွက်သွားခဲ့ပြီးအဖိုးရဲ့အလောင်းကလဲကျလို့ကြံနေခဲ့ပါတယ်ဇုံခုံကပြန်တက်သွားတဲ့ရိုးပြူမကိုတန်တုံနဲ့ဆော်လိုက်တဲ့ခါရိုးပြူမကရိုးပြူကျပြီးတော့သေဆုံးသွားခဲ့ပါတော့တယ်ပါကျင်းနဲ့ဦးကျင်းတို့ကဇုံခုံတတ်လိုက်တာလူမုံပဲမိစာသားဖြစ်ကြောင်းကိုပြောပြပေမဲ့ဇာတော်ကတော့ဒုံစံတိုင်းလေးပဲစိတ်ကောက်ကခီးဆက်နေခဲ့ပါတယ်ဇုံခုံကနောက်ကလိုက်ပြီးတော့တောင်းပန်နေပေမဲ့ ဇုံမာထားရဲ့ကြားကလူ၃ယောက်ကိုတတ်ပစ်တယ်ဆိုပြီးတော့အပြစ်တွေကြီးတင်နေခဲ့တာပါဗုဒ္ဓတော်မှာခွင့်မလွန်နိုင်တာကြောင့်သူလဲခွင့်လွန်နိုင်မှာမဟုတ်ကြောင်းပြောတဲ့အခါဇုံကောင်ကဆရာတော်ကသူ့ကိုထင်မှားနေတာဖြစ်ပြီးတော့အဲ့ဒီမိစ္ဆာအယိုးပြူမိစ္ဆာသာဖြစ်ကြောင်းပြောပြပေမဲ့ဆရာတော်ကမယုံကြည်ပဲဖြစ်နေခဲ့ပါလေတပါးသူရဲ့ခန္ဓာကိုယ်တွေကိုပူးကပ်ပြီးတော့ဆရာတော်ကိုဖမ်းဆီးဖို့လုပ်နေတာသိတဲ့အတွက်သူကဝင်ရောက်ပြီးတော့ရှင်းလင်းခဲ့တာကိုနင်ထုတ်နေမှာတော့သူသွားမှဖြစ်တော့မယ်ဆိုပြီးစုံကောင်ကတဖန်ပြန်လဲကောင်တာထောက်ပြီးတော့စိတ်ကောက်လိုက်ပါလေ ။ဗာကျင်းနဲ့စာအုပ်ချင်းကဆုံးခုံဘက်ကထောက်ခံကဝင်ရောက်ဖြောင်းပြနေပေမဲ့တပည့်ဖြစ်မှာဆုံးလို့ကြောင်းထောက်ခံသားရေးပေးမယ်ဆိုပြီးတော့ဦးချင်းကိုစာရွက်တွေယူခိုင်းလိုက်ပါတယ်။ဦးခုံကလည်းနောက်တစ်ချိန်ပြန်မတွေ့ကျင်ကြောင်းပြောလိုက်ပြီးတော့တစိမ့်တုံးထူကစာအုပ်ကိုပေးလိုက်ဖို့ပြင်တော့ဆုံးခုံကသူမရှိရင်ဘသူကဆရာတော်ကိုကာကွယ်မလဲလို့မေးတဲ့အခါဆရာတော်ကဦးချင်းနဲ့ပါကျဲတို့ကာကွယ်ပေးလိုက်မယ်ဆိုပြီးတော့ပြောထွက်ခဲ့ပါတယ်။ဆုံးခုံကဆရာတော်ရဲ့တပည့်ဖြစ်မှာထုတ်ပေတောင်းစာအုပ်ကိုဖျက်ပြစ်ကကြေကွဲနေခဲ့ရပါတယ်။ဆုံးခုံကလည်းဆရာတော်ကိုကြောပြားစီဆိုပြီးတော့ ကြံနေခဲ့မှာကြောင့်ပါကျဲနဲ့ဝူကျင်းတို့ကလည်းဖက်လဲတကင်းနှုတ်ဆက်နေကြပါလေ။နောက်တော့ကောင်းကင်မော်တက်ကတိန်စီရင်ပြန်တန်းသွားတဲ့ဝူခုံကိုနှုတ်ဆက်ရင်းနဲ့ပါကျဲဝူကျင်းနဲ့ဆရာတော်တို့သုံးယောက်ဟာမင်းကလေးအော်ရန်ကိုစည်းကဆက်လက်ခီးထွက်လာခဲ့ကြပါလေ။အဲဒီမှာပဲဆရာတော်ကအားပြတ်သူတို့သတိလက်ကမြင်းမော်ကနေပုံကနေခွေကြသွားခဲ့ပါလေ။ပါကျဲကဆရာတော်ကိုပြေးပွေပြီးခဏနားကြဖို့ကြောင်းနံမှာမိပြီးတော့ထိုင်စီခဲ့ပါလေ။ဇာအုပ်ချင်းကတော့တဏီကုံဘာမှမဆားသေးတာကြောင့် ဇာရဝါအားနေနေကြတာပြပြီးတော့ဇုံလုံးခုံးသာတီးခဲ့လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်းပြောပြနေရင်းနေပဲဒီနေရာမှာဒီပိုင်းဟာခဏဇာသိမ်းသွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျနောက်ရက်တော့ကြီးသွားခြင်းဇုံလုံးခုံးအပိုင်း7တိကတော့အတိုင်းပြန်မှာဆက်ပြီးတော့လာပါမယ် ။ဆိုတော့ရုပ်ရှင်စကားကောင်းတွေ recap တင်ဆက်ပေးနေအခုတော့ဇုံခုံအပိုင်းဆက်တွေနေတိုင်းရှိနေတာကြောင့်ကျွန်တော် channel subscribe လုပ်ပြီးနောက်ကောင်းနေပြီးထားကြပါဒီနေ့မှာချိန်ပေးပြီးတော့စောင့်ကြည့်ပေးခဲ့ကြတဲ့အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းမြောက်ချေသူပေါင်းသူတော်ကောင်းတို့အားလုံးကိုကျေးဇူးထူးပဲတင်ပါရခင်ဗျာကျွန်တော်အန်ခင်မူပါ